တရုတ်ဟာမထင်မှတ်ထားတဲ့အရာတွေကိုလုပ်နေပါဗျ။ရုရှားကိုတိစ္ဆာဖောက်ယုံသမကယူကရိန်းနဲ့ပူးပေါင်းဆောင်ရွက်နေပါဗျ။ပထမဆုံးအနေနဲ့တရုတ်ဟာရုရှားစီကရေနံဝယ်ယူမှုကိုတိတိတသားရှော့ချလိုက်ပါဗျ။ဒါဟာရုရှားရဲ့ Federal Budget ကိုကြီးမားတဲ့ဖိအားဖြစ်စေပါဗျ။မကြသေးခင်ကပဲရုရှား Budget ရဲ့30%ရာခိုင်နှုန်းနီးပါးကိုရေနံကနေရတာဖြစ်ပြီးတရုတ်ရဲ့ဝယ်ယူမှုရော့ချမှုဟာစစ်ပွဲကိုဆင်နွှဲနိုင်တဲ့ကိုထိခိုက်စေပါဗျ။ဒါပေမဲ့တရုတ်ကဒီမာရင်ရက်မသွားပါဘူး။တရုတ်ကုမ္ပဏီတွေဟာရုရှားကုမ္ပဏီတွေအစားယူကရိန်းဒရုန်းထုတ်လုပ်သူတွေနဲ့ပူးပေါင်းဆောင်ရွက်နေပါဗျ။ အကြောင်းကတော့တရုတ်ကဒီအချက်ကိုတတိထားမိလိုက်လို့ပါဒရုန်းနည်းပညာမှာယူကရိန်းတွေဟာရုရှားတွေထက်တိတိတသာသာလွန်နေပါတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကရုရှားတွေအတွက်တိတ်မကောင်းပါဘူးသူတို့ဟာစိတ်ဖိစီးမှုတွေအပြည့်ဖြစ်နေပါတယ်ဒါကိုကြည့်ရတာစိတ်ကျေနပ်စရာပါပဲတရုတ်ဟာရုရှားရဲ့မဟာမိတ်မဟုတ်ပါဘူးတရုတ်ကသူတို့အဓိကဂရုစိုက်တာကအခြေအနေကိုတည်ငြိမ်အောင်ထားဖို့ရုရှားကရေနံနဲ့တန်းဝဲဈေးနှုန်းတက်တာကိုရဖို့ပါသူတို့ကရုရှားရဲ့မြောက်ပိုင်းကုန်သွယ်ရေးလမ်းကြောင်းကိုစတင်တုံးကျင်နေပါတယ် ဒါဟာရုရှားရဲ့အာတိတ်ကိုဖျက်သွားတာပါဇာတိဥဒုပြောင်းလဲမှုတွေနဲ့အာတိတ်ရေခဲတွေအရေးပြော်လာတာနဲ့အမျှတရုတ်ကဒါကိုတုံးကျင်လာပါတယ်ဒါပေမဲ့ရုရှားကဒါကိုထိန်းချုပ်ထားပါတယ်ဒါကြောင့်သူတို့ကရုရှားကိုစစ်ပွဲမှာဆက်ပြီးရှိနေစေချင်ပါတယ်ဒါကြောင့်သူတို့ကစိတ်ပိုင်းတွေပေးတာအခြားအရာတွေလုပ်ပေးတာကိုလုပ်ပါတယ်ဒါပေမဲ့အမေရိကန်ကိုစိတ်ဆိုးအောင်မလုပ်ချင်ပါဘူးအခုချိန်မှာအမေရိကန်ကဒါကိုတကယ်တမ်းတုံ့ပြန်မှုမရှိပါဘူးတရုတ်ကရုရှားရဲ့အာဏာရှင်စနစ်အကြဆုံးသွားတာကိုမြင်ကြမှာမဟုတ်ပါဘူး ဒါဆိုသူတို့အတွက်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့တရုတ်အတွက်စီးပွားရေးအရသူတို့အတွက်ဘာကအကျိုးရှိလဲဆိုတာလည်းဦးစားပေးပါတယ်။ဖူတီတွေကပင်လယ်နီနဲ့အေဒင်ပင်လယ်ပွေကိုဒုံးကျည်တွေပစ်တာကကုန်သွယ်ရေးသင်္ဘောတွေကိုထိခိုက်စေပါတယ်။ဒါကတရုတ်ကိုလည်းထိခိုက်စေပါတယ်။ဒါကအီရန်ကဟူတီတွေကိုထောက်ခံလို့ဖြစ်တာပါ။အီရန်မှာရုရှားဆိုတဲ့မိတ်ဆွေတယောက်ပဲရှိပါတယ်။ဒါကြောင့်တရုတ်ကသူ့ဩဇာကိုဘယ်မှာတုံးကျင်လဲဆိုတာဆုံးဖြတ်ရပါမယ်။တရုတ်ကဒီစစ်ပွဲကို ူ့ဘာသာသူရက်တက်နိုင်မယ်လို့မထင်ပါဘူးရုရှားဟာတရုတ်ဒါမှမဟုတ်အိန္ဒိယကရုရှားရဲ့ရင်နယ်နဲ့တောင်ဝင်တွေကိုဝယ်ယူမှုရပ်လိုက်မယ်ဆိုရင်သူတို့လုပ်နေတဲ့အရာတွေကိုဆက်လုပ်ဖို့ခက်ခဲလာပါလိမ့်မယ်ရိုက်ဒါစ်ရဲ့သတင်းအရတရုတ်ကရုရှားစီကရင်နယ်တင်သွင်းမှုကိုတိတ်တဆိတ်လျှော့ချလိုက်ပြီး2023ခုနှစ်နဲ့2024ခုနှစ်မှာယူကရိန်းနဲ့အရေးပါတဲ့ဆွေးနွေးပွဲတွေမတိုင်ခင်ရုရှားကိုစီးပွားရေးဖိအားပေးနေပါတယ်ရင်နယ်ရောင်းချမှုကနေရတဲ့ဝင်ဝင်ဟာ ရုရှားရဲ့ Federal Budget ရဲ့23ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိရှိပါတယ်။ January 10ရက်မှာပြဋ္ဌာန်းလိုက်တဲ့ American ပိတ်ဆို့မှုတွေကရုရှားရဲ့ရေနံထုတ်လုပ်သူ Gazprom, Neftan နဲ့ Susan Neft တို့ကိုပိတ်မှတ်ထားပါတယ်။ဒီကုမ္ပဏီတွေဟာရုရှားရဲ့အရှိပြားဒေသက ESPO ရောနှောထုတ်ကုန်ရဲ့တဝက်နီးပါးကိုတင်ပို့ပါတယ်။ဝယ်ယူမှုလျှော့ချတာဟာယူကရိန်းနဲ့စစ်ပြေငြိမ်းရေးဆွေးနွေးပွဲမတိုင်ခင်ရုရှားကိုဗန်ဒါရေးဖိအားဖြစ်စေပါတယ်။ဇန်နဝါရီ10ရက်မှာပြဋ္ဌာန်းလိုက်တဲ့ပိတ်ဆို့မှုတွေဟာ ဘိုင်ဒန်အစိုးရရဲ့ရုရှားကိုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ပိတ်ဆို့မှုတွေဖြစ်ပြီးထရမ့်အစိုးရကဒီပိတ်ဆို့မှုတွေကိုဆက်လက်ကျင့်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ထရမ့်အစိုးရက EU ကိုရုရှားစီးပွားရေးကိုပုံမဖိအားပေးဖို့စင်တူပိတ်ဆို့မှုတွေပြဋ္ဌာန်းဖို့ဖိအားပေးခဲ့ပါတယ်။ဒါမှရုရှားကဆွေးနွေးပွဲစပွဲထိလာမယ်လို့မျှော်လင့်ပါတယ်။ဒီမှာသိတာတဲ့မိကုန်တစ်ခုကဒီပိတ်ဆို့မှုတွေကဘာတွေလဲ။ဘာလို့ဒီလောက်ထိရောက်တာလဲဆိုတာပါပဲ။ ဒီမိန်းကုန်းကိုဖြေဖို့ရုရှားကကနဦးပိတ်ဆို့မှုတွေကိုဘယ်လိုရှောင်နေသလဲဆိုတာကိုနားလည်ဖို့လိုပါတယ်။ဒါက Russian Shadow Fleet လို့ခေါ်တဲ့အရာနဲ့စိုက်ပါတယ်။ဒါဟာဒူဘိုင်းလိုနေရာတွေမှာကုမ္ပဏီတွေထောင်ပြီးဝယ်ယူထားတဲ့တင်ကားတွေရဲ့တပ်ဖွဲ့ပါ။ဒီတင်ကားတွေဟာအသုံးဝင်တော့တဲ့ခြေနေရောက်နေပေမဲ့ရုရှားကဒါတွေကိုဝယ်ယူပြီးအသုံးပြုခဲ့ပါတယ်။အကြောင်းကတော့သူတို့မှာအခြားရွေးချယ်စရာမရှိတော့လို့ပါ။2022ခုနှစ်မတိုင်ကပူတင်ကသူ့ရဲ့အဓိပ္ပာယ်မရှိတဲ့ကျူးကျော်စစ်ကိုမစတင်ခင်က ရုရှားရဲ့ရင်နံတွေကိုအနောက်တိုင်းသင်္ဘောတွေနဲ့တည်ယူပါတယ်။ပိုရေးကြည့်တာကအနောက်တိုင်းအာမခံကုမ္ပဏီတွေကိုအသုံးပြုပါတယ်။ဒါကြောင့်ကနဦးပိတ်ဆို့မှုတွေကဒီအချက်ကိုပြစ်မှတ်ထားပါတယ်။ကနဦးပိတ်ဆို့မှုတွေရဲ့ရည်ရွယ်ချက်ကရုရှားရဲ့ရင်နံကိုကမ္ဘာဈေးကွက်ကနေဖယ်ရှားဖို့မဟုတ်ဘဲရုရှားရဲ့ရင်နံရောင်းချမှုကနေရတဲ့ဝင်ဝင်ကိုရှော့ချဖို့ပါ။ဒါကြောင့်ပိတ်ဆို့မှုတွေကအနောက်တိုင်းသင်္ဘောကုမ္ပဏီတွေနဲ့အာမခံကုမ္ပဏီတွေကိုရုရှားကိုဝန်ဆောင်မှုပေးတာရပ်ဖို့ဖိအားပေးပါတယ်။ ဒါမှမဟုတ်သင်းမိုးဘော်ကရေနံတပေပါကိုဒေါ်လာ60အောင်နဲ့ရောင်းနေတယ်ဆိုတော့ဆာရစတန်းတွေပြဖို့လိုပါတယ်။ရုရှားကဒါကိုမလုပ်ချင်ပါဘူး။အထူးသဖြင့်စစ်ပွဲအစပိုင်းမှာရေနံဈေးနှုန်းတွေကဒေါ်လာ80ကနေ90ထိရှိခဲ့တာကြောင့်အနောက်တိုင်းသင်းမိုးတွေတုံးမယ်ဆိုရင်ရုရှားကပတ်စံတွေဆုံးရှုံးနေရပါတယ်။ဒါကြောင့်သူတို့ကဒူဘိုင်းလန်ဒန်နဲ့အခြားနေရာတွေမှာကုမ္ပဏီတုတွေထောင်ပြီးဒီသင်းမိုးတွေကိုဝယ်ယူပြီးအာမခံမပါဘဲဆာရက်ဆာတန်းမပါဘဲအိန္ဒိယနဲ့တရုတ်လိုနိုင်ငံတွေစီကိုတည်ယူပါတယ်။ ဒါဟာမယုံနိုင်လောက်အောင်ထိရောက်မှုရှိပါတယ်။ရုရှားဟာသူ့ရဲ့တင်ပို့မှုရဲ့80%ရာခိုင်နှုန်းကိုဒီ Shadow Fleet တွေစီရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ဒါကြောင့်အနောက်တိုင်းကသူတို့တခုခုလှုပ်ဖို့လိုတယ်ဆိုတာသိလာပါတယ်။တကယ်တော့ဒါဟာစီးပွားရေးစစ်ပွဲပါပဲ။ရုရှားကတခုခုလှုပ်ပြီးအနောက်တိုင်းကပြန်တုံ့ပြန်တယ်။ရုရှားကပြန်တုံ့ပြန်မှုကိုဖြည့်ရှင်းဖို့နီးလန့်ရှာတယ်။ပြီးတော့အနောက်တိုင်းကသူတို့ရဲ့တုံ့ပြန်မှုကိုပယ်ဖျက်ဖို့အခြားတစ်ခုခုလုပ်ရပါတယ်။ဒါကြောင့်အမေရိကန်ကရှေးဟောင်းကုမ္ပဏီတွေကိုပိတ်ဆို့တာထက် ရုရှားက Shadow Fleet မှာအသုံးပြုနေတဲ့ဒီတင်ကားတွေကိုပိတ်ဆို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီပိတ်ဆို့မှုတွေဘယ်လိုလုပ်လို့လဲဆိုတာကိုကြည့်အောင်။ American ကဒီတင်ကားတွေကိုဖောက်ထုတ်ပြီးတခုချင်းစီကိုပိတ်ဆို့ပါတယ်။ဒါဟာချက်ချင်းထိရောက်မှုရှိပါတယ်။အိန္ဒိယနဲ့တရုတ်ကရေနံချက်ဆက်ယုံတွေစိတ်ကန်းတွေကဒီသင်္ဘောကိုဆင်းရဲထဲမှာမြင်တာနဲ့ Okay ဒီသင်္ဘောကနေမယူတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကရုရှားကဒီသင်္ဘောတွေကိုဝယ်တော့ကဒဇီးကိုဒေါ်လာ15သန်းလောက်ပေးခဲ့ရပါတယ်။ ဒါပေမဲ့သူတို့ကဒီသင်းမောတွေအများကြီးလိုချင်တာကြောင့်ဈေးနှုန်းတွေတက်လာပါတယ်။ဒါကြောင့်ရုရှားကဒီသင်းမောတွေမှာဒေါ်လာ30ဘီလီယံကနေ20ဘီလီယံထိရင်းနှီးမြှုပ်နှံထားပါတယ်။ဇန်နဝါရီ10မှာပိတ်ဆို့မှုတွေကျင်ညာလိုက်တဲ့အခါအိန္ဒိယနဲ့တရုတ်ရဲ့စိတ်ကမ်းတွေအပြင်အပြင်ဘက်မှာရေနံသယ်တဲ့သင်းမော၂စီးရှိနေပါတယ်။သူတို့ကရေနံတွေကိုရောင်းပြီးသားဖြစ်နိုင်ပေမဲ့ပိတ်ဆို့မှုတွေကျင်ညာလိုက်တာနဲ့နှစ်နိုင်ငံစလုံးကသင်းမောတွေကိုခေါ်ပြီး ်မင်းတို့ငါတို့စိတ်ကန်းကိုမဝင်နိုင်ဘူးအမေရိကန်ရဲ့ဒုတိယပိတ်ဆို့မှုတွေမခံရအောင်ဒါမှမဟုတ်ပိတ်ဆို့မှုတွေကိုမချိုးဖောက်မိအောင်လို့ပြောလိုက်ပါတယ်ဒီနိုင်ငံတွေကအမေရိကန်ပိတ်ဆို့မှုတွေကိုဘာလို့ဒီလောက်ကြောက်နေရလဲဆိုတာပုံမသိအောင်အသေးစိတ်ကြည့်အောင်အမေရိကန်ဒေါ်လာရဲ့အာဏာကြောင့်ပါဒါဟာတကယ်စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းပါပိတ်ဆို့မှုတွေဟာဘသူကပိတ်ဆို့တာလဲဆိုတာပေါ်မူတည်ပြီးအာဏာအသီးသီးရှိပါတယ်ဥပမာပြည်တယ်ရဲ့အာဏာကအာမခံနဲ့ပတ်သက်ပါတယ် EU ရဲ့အာဏာကအခြားနည်းလမ်းတွေနဲ့ကျယ်ပြန့်ပါတယ် ဒါပေမဲ့ကမ္ဘာပိတ်ဆို့မှုတွေမှာအကြီးမားဆုံးလက်နက်ကအမေရိကန်ဒေါ်လာပါပဲ။ဒါကြောင့်အိန္ဒိယမှာရေနံကုန်သတ္တရတရုတ်မှာရေနံကင်ထွက်တဲ့စိတ်ကန်တစ်ခုဆိုရင်ကမ္ဘာရေနံကုန်သတ္တရမှာအဓိကငွေကြေးကအမေရိကန်ဒေါ်လာပါပဲ။ဒါကြောင့်ဒေါ်လာအကောင့်လိုပါလေ။ဒီအကောင့်ကိုဆက်လက်အသုံးပြုခြင်းရင်အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကိုလိုက်နာဖို့လိုပါလေ။ဒါပေမဲ့ပိတ်ဆို့မှုတွေကိုထင်ပေါ်ကျော်ကြားစွာချိုးဖောက်မယ်ဆိုရင်သူတို့ရဲ့ပိတ်ဆို့မှုစီရင်ထဲမှာပါပါနိုင်ပါလေ။ဒါဆိုအမေရိကန်ကတင့်ကိုဒေါ်လာနဲ့ကုန်သတ်ခွင့်ကိုကန့်တက်လိုက်နိုင်ပါလေ။ ဒါဆိုတင့်လုပ်ငန်းကရပ်သွားပါလိမ့်မယ်။အမေရိကန်ကအိန္ဒိယရင်နှက်ချက်စက်ရုံတစ်ခုကတင်မွန်တဖီကိုလက်ခံလိုက်တာနဲ့ချက်ချင်းဝင်ပြီး Okay မင်းကို blacklist ဆင်းရဲနဲ့ထည့်လိုက်ပြီလို့မပြောပါဘူး။ဒါပေမဲ့ဆွေးနွေးမှုတွေရှိပါတယ်။အမေရိကန်အာဏာပိုင်တွေကအိန္ဒိယနဲ့တရုတ်ကလူတချို့နဲ့ဆွေးနွေးနေတယ်ဆိုတာသိကြပါဗါး။ဒါကြောင့်ဒီနိုင်ငံတွေကအခုအခြားနေရာတွေကနေရေနံဝယ်ယူနေပါတယ်။ရုရှားကပေးနေတဲ့ရှော့သေးကိုမရတာကသူတို့အတွက်စိတ်ပျက်စရာပါပဲ။ဒါပေမဲ့သူ့စစ်ပွဲကိုငွေကြေးထောက်ပံ့ဖို့ ဒီငွေတွေကိုမိခုန်နေရတဲ့ပူတင်အတွက်တော့ပိုဆိုးပါတယ်။တကယ်တော့ရုရှားရဲ့ရေနံဝင်ငွေတိုင်းဟာစစ်ပွဲအတွက်တိုက်ရိုက်သွားနေတာပါ။ကြံတဲ့ဝင်ငွေတွေကရုရှားအတွင်းကဝယ်ဆောင်မှုတွေကိုထောက်ပံ့မှုအသုံးနေတာပါ။ဒါကြောင့်ရုရှားရဲ့ရေနံဝင်ငွေကိုဖိအားပေးလိုက်တာဟာယူကရိန်းရဲ့ရှေ့တန်းစစ်မျက်နှာကိုတိုက်ရိုက်ကူညီနေတာပါပဲ။ဒါနဲ့မကပါဘူး။ယူကရိန်းဟာသူ့ရဲ့ကာကွယ်ရေးလုပ်ငန်းတွေအထူးသဖြင့် drone လုပ်ငန်းတွေကိုတိစောက်ရမှာအရန်ထိရောက်မှုရှိပါတယ်။ဒါကြောင့်တရုတ်တွေကရုရှားအစားယူကရိန်းနဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ရုရှားတွေကစိတ်ပြတ်နေပါတယ်။ဒီအကြောင်းကိုသတင်းတပုတ်မှာဖော်ပြထားပါတယ်။ရုရှားပရိုပဂန်ဒီစတက်တယောက်ကသူမရဲ့ channel မှာငုံနေပါတယ်။အကြောင်းကတော့တရုတ်တွေကရုရှားနဲ့ပူးပေါင်းမှာမဟုတ်ပဲယူကရိန်းကုမ္ပဏီတွေနဲ့ပူးပေါင်းမယ်လို့ဆုံးဖြတ်လိုက်လို့ပါ။ဒီသတင်းကိုရုရှားဘာသာနဲ့တင်ထားပေမဲ့အင်္ဂလိပ်လိုဘာသာပြန်တာကတော့ကျမရဲ့တငယ်ချင်းတယောက်ကတရုတ်ကိုသွားပြီး electronic စစ်ပွဲနဲ့ drone အတွက်အစိတ်ပိုင်းတွေပေးဖို့စက်ရုံတွေနဲ့ညှိနှိုင်းမှုကြိုးစားခဲ့တယ်။ဒါပေမဲ့သူသွားတဲ့နေရာကိုမရောက်နိုင်ခဲ့ဘူး။ အဝါနဲ့အပြာကိုသားပြုတဲ့အလံတွေယူကရိန်းအောင်ပွဲပါလို့ဆိုတဲ့ဆိုင်းမှုတွေကိုတွေ့ခဲ့ရတယ်။ပူတင်က drone လုပ်ငန်းက Ruble 1 trillion အထိရင်းနှီးရနိုင်တယ်လို့ပြောခဲ့ပေမဲ့ကျမတို့ရဲ့ရန်သူတွေကကျမတို့ထက်ပိုတာနေတယ်။ပမာဏအမျိုးအစားနဲ့အရေးသွေးအားလုံးမှာတာနေတယ်။ဒါအပြင်ဒီလုပ်ငန်းရဲ့ဖွံ့ဖြိုးမှုတုန်းကအရန်နှေးနေတယ်။အကြောင်းကတော့ရုရှားစစ်ကောင်းဆောင်တွေကလက်နက်တွေက ZGB ကြီးမားကချထားဖို့2နာရီ3နာရီလောက်အချိန်ယူရတယ်လို့အတွေးမှားနဲ့ယုံကြည်နေလို့ပါ။ ဒီသတင်းထွက်လာတဲ့အချိန်မှာရုရှားတွေကယူကရိန်းလိုနိုင်ငံငယ်လေးတစ်ခုစီက drone တီထွင်မှုနဲ့ထုတ်လုပ်မှုမှာရှုံးနေတာကိုဝန်ခံနေတဲ့အချိန်မှာယူကရိန်း drone လုပ်ငန်းကနေပိုစိတ်ဝင်စရာကောင်းတဲ့သတင်းတွေထွက်လာပါဗျ။ယူကရိန်းကသူ့ရဲ့ drone နည်းပညာမှာနောက်ထပ်တိုးတက်မှုတစ်ခုရရှိထားကြောင်းကြေညာလိုက်ပါဗျ။တမရဇယ်လန်စကီကိုရိုင်းဒီအကြောင်းကိုကြေညာခဲ့တာပါ။ယူကရိန်းပြည်သူအပေါင်းတို့ကျမ်းမာချမ်းသာကြပါစေ။ဒီနေ့ကျွန်တော်ဝန်ထမ်းအစည်းအဝေးတစ်ခုကျင်းပခဲ့ပါဗျ။အကြောင်းအရာမျိုးစုံကိုဆွေးနွေးခဲ့ပေမဲ့အဓိကအကြောင်းအရာကတော့ drone တွေပါပဲ။ ကျွန်တော်တို့လိုအပ်တဲ့ drone မျိုးစားအားလုံးနဲ့ပတ်သက်ပြီးသတင်းကောင်းတွေရှိပါတယ်။ကျွန်တော်တို့ရဲ့ကီလိုမီတာ3000ကွာဝေးဖြစ်နိုင်တဲ့ drone ဟာစမ်းသပ်မှုကိုအောင်မြင်စွာဖြတ်တန်းနိုင်ခဲ့ပါတယ်။ဒီ drone ကိုတီထွင်ထုတ်လုပ်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးကိုအာမခံပေးနိုင်မဲ့အကွာဝေးဝေးဝေးဖြစ်နိုင်တဲ့ drone တွေကိုတိုးတက်အောင်လုပ်နေပါတယ်။ယူကရိန်းရဲ့ Neptune တုံးကြီးတွေအသုံးပြုနဲ့ပတ်သက်ပြီးအစီရင်ခံတာတစ်ခုလည်းရှိပါတယ်။ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုရလဒ်တွေကိုကျေနပ်မိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ ဒုံးကြီးတွေ drone တွေပို့ထုတ်ဖို့လိုအပ်ပါတယ်။ဒီအပတ်မှာကျွန်တော်တို့ရဲ့မိတ်ဖက်တွေနဲ့ဒီအကြောင်းကိုဆွေးနွေးသွားမှာပါ။ယူကရိန်းရဲ့ကာကွယ်ရေးထုတ်လုပ်မှုစွန့်ရည်ဟာဥရောပကနေအဓိကရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူကျွန်တော်တို့တိုက်ကြီးမှာမလွဲမသွေတိဆောက်လာမဲ့လုံခြုံရေးပြီးသူကအစ်တဲ့အတွက်ယုံကြည်စိတ်ချရတဲ့အခြေခံအုတ်မြစ်ကိုဖန်တီးပေးနေပါတယ်။ဒီလုံခြုံရေးပြီးသူကအဟောင်းကအလုံးမလုံးတော့တာချက်ကိုကျွန်တော်တို့ဥရောပတိုက်ကြီးကလူတိုင်းသိလာဖို့ကတော့အချိန်ပိုင်းအချိန်ပိုင်းပဲလိုတော့ပါတော့တယ်။လုံခြုံရေးကအရေးကြီးပါတယ်။ လုံလောက်တဲ့ခင်မီနီးပညာလက်နက်တွေလုံလောက်တဲ့ကာဝေးရေးအသုံးစရိတ်တွေကာဝေးရေးထုတ်လုပ်မှုမှာလုံလောက်တဲ့ရင်းနှီးမြှုပ်နှံမှုတွေပြီးတော့အရေးအကြီးဆုံးကစိတ်အားထက်သန်မှုတွေလိုအပ်ပါတယ်ယူကရိန်းမှာကီလိုမီတာ3000မိုင်1900အကွာဝေးပြန်နိုင်တဲ့ drone ရှိနေပါပြီပြီးခဲ့တဲ့တစ်နှစ်လုံးယူကရိန်းကသူ့ရဲ့ drone တွေဒုံးကြီးတွေနဲ့အခြားလက်နက်တွေကိုရုရှားလေရင်ကွင်းတွေရေနံချက်စက်ရုံတွေနဲ့ထောက်ပံ့ရေးစင်တာတွေကိုပိတ်မှတ်ထားတိုက်ခိုက်ဖို့အသုံးပြုနေပါတယ်ဒီတိုက်ခိုက်မှုတွေကရုရှားစီးပွားရေးနဲ့စစ်ရင်အားကိုပုံမှုဖိအားပေးနေပါတယ် ဒါဟာယူကရိန်းရဲ့ရှေ့တန်းစစ်မျက်နှာကိုတိုက်ရိုက်ကူညီနေရပါပဲ။ဒီ drone ကယူကရိန်းကိုဒီလိုလုံနိုင်အောင်ပို့ပြီးဝေးဝေးကိုပြင်နိုင်မှာပါ။ကီလိုမီတာ3000ကျော်ဝေးပြင်နိုင်တဲ့ drone ဆိုတော့ယူကရိန်းကရုရှားရဲ့အတွင်းပိုင်းကိုပို့ပြီးဝေးဝေးဆာရော့ဖ်ဂျီဘိုအထိကို ပြင်နိုင်မှာပါ။ဒါရီအားလုံးကရှေ့တန်းစစ်မျက်နှာကနေဝေးနေရမှာဖြစ်နေတဲ့အချိန်မှာငိမ့်ငိမ့်ရေးစစ်မျက်နှာသာမှလည်းတိုးတက်မှုတွေရှိနေပါတယ်။တမရာထရန်ကိုယ်တိုင်ပြောတဲ့အရာဆိုရင်သူနဲ့ပူတင်တို့ဟာယူကရိန်းကနေလိုက်ရောညီထွေဖြစ်အောင် ဇာပိုရီဇီးယားနျူကလ িয়ার ဆက်ရုံနဲ့မြေနေရာတွေကိုဆွေးနွေးဖို့ငြိမ်းချမ်းရေးဖုံးဆက်မယ်လို့မျှော်လင့်ထားပါတယ်။တမ်ရာထရန့်ကိုယ်တိုင်ပြောတဲ့စကားကတော့ရုရှားနဲ့ပတ်သက်လို့ကျွန်တော်တို့အတော်လေးတိုးတက်နေတယ်လို့ထင်ပါတယ်။ကျွန်တော်တမ်ရာပူတင်ရဲ့စကားပြောမယ်။ဒီအပတ်ကောင်မှာအလုပ်တွေအများကြီးလုပ်ခဲ့တယ်။ကျွန်တော်တို့ဒီစစ်ပွဲကိုအဆုံးသတ်နိုင်မလားဆိုတာကြည့်ကြည့်နေ။ကျွန်တော်တို့မှာအခွင့်အလမ်းကောင်းတွေရှိတယ်လို့ထင်ပါတယ်။ဘလို့လိုင်ယွန်ညီတွေဖြစ်အောင်လုပ်မလဲ။မြေနေရာတွေကိုပြောမယ်။စစ်မဖြစ်ခင်ကတည်းကမြေနေရာတွေကပုံများနေပြီ။စွမ်းရည်စက်ရုံတွေကိုပြောမယ်။ ဒါကမေကွန်ကြီးတစ်ခုပါဒါပေမဲ့ကျွန်တော်တို့နှစ်ဖက်စလုံးကဒါကိုအများကြီးဆွေးနွေးပြီးသားပါယူကရိန်းနဲ့ရုရှားကဒါကိုဆွေးနွေးနေပြီးသားပါအချို့သောပိုင်ဆိုင်မှုတွေကိုခွဲဝေဖို့သူတို့အလုပ်လုပ်နေပြီးသားပါဒီသဘောတူညီချက်ကိုဆွေးနွေးဖို့အဓိကတာဝန်ရှိသူတစ်ယောက်ကစတီဖ်ဝစ်ကော့ဖ်ပါသူကအရှေ့လေပိုင်းနဲ့ရုရှားအတွက်အထူးကိုယ်စားလှယ်ပါရုရှားကိုသွားပြီးပူတင်နဲ့ဆွေးနွေးတဲ့အခါသူဘာပြောသလဲဆိုတော့ဘယ်အချိန်မှာသဘောတူညီချက်ရမလဲလို့မေးတယ်တမရကရက်တဘတ်တွေလို့ပြောပါတယ် ကျွန်တော်လည်းသူနဲ့သဘောတူပါတယ်ဒီမှာတကယ်တိုးတက်မှုတွေရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့အတော်လေးတိုးတက်မှုတွေလုပ်နိုင်ခဲ့တယ်တမရတောင်ဝင်စတင်တဲ့အချိန်ကလေးကဒီလောက်မြန်မြန်တိုးတက်မယ်လို့ဘယ်သူမှမမျှော်လင့်ခဲ့ပါဘူးဒါကအယမ်းရှုပ်ထွေးတဲ့အခြေအနေပါဒါပေမဲ့ကျွန်တော်တို့နှစ်ဖက်စလုံးကိုချိတ်ဆက်ပေးနေပါတယ်ဆွေးနွေးဖို့ကြံနေသေးတဲ့အရာတွေအများကြီးရှိပေမဲ့ဒီအပတ်မှာတမရနှစ်ယောက်ကကောင်းမွန်ပြီးအပြူသဘောဆန်တဲ့ဆွေးနွေးပွဲတစ်ခုလုပ်ကြမယ်လို့ထင်ပါတယ်ဦးတင်ကဒီသဘောတူညီချက်ကိုငြင်းဆန်နေတယ်ဆိုတာသူ့ရဲ့အများပြည်သူထုတ်ပြန်ချက်တွေကနေသိနိုင်ပါတယ် ဒါပေမဲ့သူက KGB ပုံစံနဲ့ငင်းဆန်နေတာပါ။ပူတင်ကငြိမ်းချမ်းရေးသဘောတူညီချက်ကိုသဘောတူဟန်ရှိပေမဲ့သူကစစ်ပြင်းချင်းရေးကိုလိုချင်တယ်။စစ်ပြင်းချင်းရေးနဲ့ပတ်သက်တဲ့အရာအလုံးကိုပြောင်းလဲချင်တယ်။ယူကရိန်းကလက်နက်မရရအောင်ယူကရိန်းမှာစစ်တပ်မရှိအောင်ယူကရိန်းကသူတို့ထိန်းချုပ်ထားတဲ့မြေနေရာတွေကိုပေးအောင်လုပ်ချင်တယ်။အခြေခံအဖြစ်သူကစစ်ပြင်းချင်းရေးမှာဒီအခြေအနေတွေအလုံးကိုထည့်သွင်းချင်တယ်။ယူကရိန်းကဒါတွေကိုဘယ်တော့မှလက်မခံနိုင်ဘူး။ဒီနည်းနဲ့ပူတင်ကသဘောတူညီချက်ကိုလက်ခံဟန်ဆောင်ရင်း နည်းနည်းချင်းစီနဲ့သဘောတူညီချက်ကိုဖျက်သိမ်းနေတာပါ။ဒါကြောင့် WikiLeaks ကိုတိုက်ရိုက်မေးထားတာကပူတင်ကငြိမ်းချမ်းရေးအတွက်အဟန့်တားဖြစ်နေသူလားဆိုတာပါ။ယူကရိန်းကိုနောက်တစ်ကြိမ်ကျူးကျော်စေအတွက်အဆင်သင့်ဖြစ်နေအောင်စီစဉ်နေတာပါ။ရုရှားကယူကရိန်းကိုကာကွယ်စရာမရှိ၊မဟာမိတ်မရှိ၊လက်နက်ကောင်းကောင်းမရှိအောင်လုပ်ချင်တယ်။ဒါမှရုရှားကနောက်ပိုင်းမှာပြန်လာပြီးအားလုံးကိုသိမ်းယူနိုင်မှာပါ။ဒီတစ်ခါပူတင်မလုံနိုင်ခဲ့တဲ့အရာကိုနောက်တစ်ချိန်မှာလုံနိုင်မှာပါ။ ဒါကြောင့်အမေရိကန်ကိုသားယူကရိန်းကိုသားနှိမ့်နိုင်နေတဲ့သူတယောက်ကိုဒီမေးခွန်းရဲ့အဖြေကိုသိရဖို့ WikiLeaks ရဲ့ပြောစကားကိုပြောပြပါမယ်။ကျွန်တော်တို့နားလည်သလားပူတင်ရဲ့တောင်းဆိုချက်တွေမှာကတ်စ်မှာရှိတဲ့ယူကရိန်းတပ်တွေရဲ့အပြည့်အဝလက်နက်ချဖို့ဒါကယူကရိန်းကသိမ်းယူထားတဲ့ရုရှားဒေသရုရှားကသိမ်းယူထားတဲ့ယူကရိန်းနိုင်ငံတွေကိုယူကရိန်းပိုင်ဆိုင်မှုမဟုတ်တော့ဘူးလို့အပြည့်ပြဆိုင်ရာအတိအမှတ်ပြုဖို့ယူကရိန်းရဲ့စစ်တပ်ကိုစုတီးနိုင်ငံကိုကန့်သက်ဖို့အနောက်တိုင်းကယူကရိန်းကိုစစ်ရေးကူညီပေးတာကိုရပ်တန့်ဖို့နဲ့ ပြည်သစ်ဒါမှမဟုတ်ဗြိတိန်စစ်သားတွေလိုနိုင်ငံသားငြိမ်းချမ်းရေးတပ်တွေကိုယူကရိန်းမှာတားမြစ်ဖို့လိုပါဝင်ပါတယ်။ပူတင်ကသူသိမ်းယူထားတဲ့မြေနေရာတွေကိုဆက်ထားခြင်းပြီးယူကရိန်းကိုနောက်ပိုင်းမှာကာကွယ်နိုင်စွမ်းမရှိအောင်လုပ်ချင်တယ်လို့ထင်ရပါတယ်။ထရမ့်ကဒီအခြေအနေတွေကိုလက်ခံလိုက်ရင်ရုရှားကယူကရိန်းကိုနောက်တစ်ကြိမ်ကျူးကျော်ဆစ်ဆင်ဖို့အခြေအနေဖန်တီးပေးသလိုဖြစ်လာမလားဆိုတာစိုးရိမ်နေရပါတယ်။တရုတ်နိုင်ငံကရုရှားကိုနောက်ဆုတ်ဖို့တတိပေးနေတာဘာကြောင့်လဲ။သူတို့ရဲ့မိဖက်မှုအခြေအနေကဘယ်လိုလဲ။ ဒီတတိပေးမှုတွေမအောင်မြင်ဘူးဆိုရင်များစွာသောနျူကလ িয়ার စစ်ပွဲဖြစ်ပေါ်နိုင်ခြင်းအနေနဲ့ပတ်သက်ပြီးဆက်လက်ပြောပြပေးသွားပါမယ်။ယူကရိန်းကကတ်စ်ကိုကြာရှုံးစေနိုင်ခဲ့ပြီးတော့ရုရှားဘက်ကအံ့အားသင့်နေပါတယ်။အနောက်နိုင်ငံတွေကကိုယ့်ရဲ့လက်နက်တွေကိုရုရှားနိုင်ငံတွင်းမှာအသုံးပြုခွင့်ပေးဖို့နှီးစပ်လာတဲ့အခါမှာပူတင်ကလည်းသူ့ရဲ့စွမ်းရည်တွေကိုပြသဖို့အကြံဖြစ်လာပါတယ်။ဗြိတိန်အမေရိကန်ယူကရိန်းတို့ဆွေးနွေးမှုများများပြားလာတဲ့အခါမှာပူတင်ကမီဒီယာတွေမှာထပ်တလဲလဲထွက်လာပြီး နျူကလ িয়ার လက်နက်သုံးဖို့မဖြစ်နိုင်တာမဟုတ်ဘူးလို့ကြေညာခဲ့ပါတယ်။တရုတ်ကတော့နျူကလ িয়ার စစ်ပွဲပေါ်မတန့်ရှင်းတဲ့သဘောထားမရှိပါဘူး။နျူကလ িয়ার စစ်ပွဲဖြစ်မယ်ဆိုရင်လုံးဝသိလျော်မှုမရှိဘူးလို့တေချာပြောထားပါတယ်။တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနမှတာဝန်ခံမအိုနင်းကနျူကလ িয়ার လက်နက်မသုံးသင့်ဘူး။နျူကလ িয়ার စစ်ပွဲမဖြစ်သင့်ဘူးလို့ထပ်မံအသိပေးခဲ့ပါတယ်။ဒီကိစ္စဟာပြန်လည်ပေါ်ပေါက်လာတဲ့အကြောင်းရင်းကတော့စက်တင်ဘာအစောပိုင်းမှာရုရှားနိုင်ငံသားရဲ့ဒုဝန်ကြီးစာကေးရက်ဘော့ခ် ကနျူကလ িয়ার ဝါဒပြောင်းလဲနိုင်ခြင်းရှိတယ်လို့ပြောလိုက်တာကြောင့်ပါသူ့အဆိုအရရုရှားကနီလန်အစ်စ်တွေထည့်သွင်းပြီးမူဝါဒပြောင်းဖို့အဆင့်မြင့်နေကြောင်းပြောဖော်ပြခဲ့ပါတယ်တရုတ်ဘက်ကပို့ပြီးစိုးရင်စရာကောင်းတဲ့အချက်ကတော့ Planet Labs လို့ခေါ်တဲ့ American အခြေစိုက် Tower Star လက်တွေ့သုတေသနကုမ္ပဏီကရုရှားရဲ့ Vordaga 20 nuclear လက်နက်တူလောင်မှုစခန်းမှာစောက်လုံးမှုတွေဖြစ်ပေါ်နေတာကိုတွေ့ခဲ့တာပါပဲအဲ့ဒီနေရာက Moscow မြို့အနောက်မြောက်300မိုင်အကွာမှာရှိပြီး နျူကလ িয়ার တုံးကြီးထွက်နိုင်တဲ့နေရာတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။2022ခုနှစ်မှာဂျာမနီဝန်ကြီးချုပ် Olaf Scholz တရုတ်ကိုသွားလည်စဉ်တရုတ်သမ္မတရှိကပဲပူတင်ကိုနျူကလ িয়ার စစ်ပွဲမဖြစ်သင့်ဘူးဆိုပြီးတိုက်တွန်းခဲ့ပါတယ်။2023ခုနှစ်မှာတော့ရှီကျင့်ဖင်ကမော်စကိုကိုသွားလည်တဲ့အခါညနေချင်းဆိုင်ဆွေးနွေးမှုတွေမှာနျူကလ িয়ার လက်နက်အသုံးပြုခြင်းဟာမလုံခြုံပါဆိုပြီးတော့ပြောကြားခဲ့ပါတယ်။2024ခုနှစ်ရှီကျင့်ဖင်နဲ့ပူတင်ပြန်လည်တွေ့ဆုံရင် နျူကလ িয়ার စစ်ပွဲမဖြစ်သင့်ဘူးဆိုတဲ့ပူးတွဲကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။အကြောင်းအရာအလုံးကိုကြည့်မယ်ဆိုရင်တရုတ်ကရုရှားကိုနျူကလ িয়ার စစ်ပွဲဖြစ်မလာသေးဘူးကြိုးစားနေတဲ့အချက်တွေပြသပါတယ်။ရုရှားကမူဝါဒပြောင်းလိုက်တာက2022ခုနှစ်ကသူ့ကိုယ်သူပြောထားတဲ့အချက်တွေနဲ့ဆန့်ကျင်လာတာပါ။ဒါကအနှဲငယ်ထိတ်လန့်စရာကောင်းပါတယ်။2022ခုနှစ်ဇန်နဝါရီလတုန်းကတရုတ်ပြည်သည်ရုရှား United Kingdom American ဒီနျူကလ িয়ার လက်နက်ရှိတဲ့၅နိုင်ငံကပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာကိုသတိရပါ။ ူတို့ကနျူကလ িয়ার စစ်ပွဲကဘသူ့အတွက်မှအနိုင်မရနိုင်ဘူးမဖြစ်သင့်ဘူးလို့ပြောခဲ့ပြီးနျူကလ িয়ার လက်နက်တွေဟာကာကွယ်ရေးအတွက်ပဲသုံးသင့်တယ်တိုက်ခိုက်မှုတားဆီးဖို့ပဲရှိသင့်တယ်လို့တေချာကြေညာခဲ့ပါတယ်ရုရှားရဲ့တပ်တန်းတစ်လျှောက်သူတို့မူဝါဒကအကူအညီလိုအပ်ရင်နျူကလ িয়ার သုံးနိုင်တယ်ဆိုတာပါပဲဒီတော့သူကပါလုံးမလဲယူကရိန်းက Donetsk Luhansk စာပူရိုဇာဟာနဲ့ခါဆန်ကိုပြန်ယူဖို့ကြိုးစားနေတာကိုသူ့နိုင်ငံအတွက်အန္တရာယ်ဖြစ်သတ်မှတ်ပြီးနျူကလ িয়ার သုံးဖို့တိုးတိုးတက်တက်ကြံနေပါတယ် အခု Crimea နဲ့ Black Sea မှာ Ukraine က drone တွေတိုက်ခိုက်လာတာက Russia ဘက်ကလိုချင်နေတဲ့အကြောင်းပြချက်တစ်ခုဖြစ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။